ကျွန်တော်အလုပ်ထဲမှာပေါ့နော်မိုးရွာနေတော့ဒီအလုပ်ခဏနားထားတာပေါ့နော်အခုကဒီ beach မှာဝေချာလုပ်နေရတာပေါ့နော် beach မှာဒါအခုကအဆောက်အဦသစ်ပြင်နေရပေါ့နော်အဲ့တော့ဒီနေ့ဒီချိန်ကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဇန်ပေါ့နော်ဇန်ကြနေရပေါ့အဲ့တော့ဇန်ကြတော့ကျွန်တော်တို့ရဲ့ဒီဘလော့ခ်မှာမဖြစ်မနေလို့အဝစားမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေဝေကာရပေါ့နော်အဲ့အဲ့လိုမျိုးပေါ့နော်ယူနီဖောင်းမျိုးပဲပြနေတယ်နေလို့ရတယ်ပေါ့နော် အဲ့လိုမျိုးပေါ့ဒါကတော့သူတို့ရဲ့လက်ရှိကြံပေါ့နော်ကြံမှာတချို့ထိုင်းနေတာတချို့မကြိုက်ကြဘူးသူတို့သူကတချို့လူကြီးတွေပေါ့နော်ဒီလူကြီးတွေနဲ့တချို့လူတွေကဘာလို့လို့ဒီထိုင်းကြံမကြိုက်ကြရလဲဆိုတော့ဟောဘယ်လိုခေါ်မလဲအရန်အရန်ဖြစ်ကြတယ်ပေါ့နော်သူတို့အဲ့ဒါတော့တော်တော်သိတယ်ကျွန်တော်မြန်မာလူမျိုးတွေကတော့အခုနိုင်ငံမှာကြံမကြတာကြောင့်ကျွန်တော်ကြာပြီဆိုတော့ဒီထိုင်းနိုင်ငံကလာပြီးတော့မှကြံလာကြတဲ့လူတွေရှိတာပေါ့နော် ဲ့တော့ဒါမဲ့သူတို့လူမျိုးတွေကိုမြေကြီးတကမှာသူတို့လူမျိုးတွေကသူတို့ဒီဘောနော်စုံကန်းကိုခေါ်တာမနော်စုံကန်းပွဲကိုဆင်းရဲကြတယ်အဲ့အဲ့လိုဆင်းရဲကြရပါတော့လူငယ်တချို့ကပဲအဲ့လိုပျော်ပါးကြတာပေါ့နော်ရေပတ်ကြတယ်အဲ့လိုပျော်ပါးကြတာပေါ့နော်ဒါပေမဲ့အဲ့နဲ့စနေမီမှာရံပွဲတွေအရင်ကများရပေါ့နော်တရားမတရားဟိုဘယ်လိုကောင်းလဲဟိုထိုးချိတ်တာထက်လူတက်မှုတွေတော့ဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာအဆိုးဆုံးကဖြစ်တယ်ဆိုတော့မြန်မာလူမျိုးတွေလည်းပါဝင်လာတာပေါ့နော်အဲ့တော်တော်လေးကစော်လေး စိုးတယ်ပေါ့နော်ရောင်းမြန်မာလူမျိုးတွေကဒါလူများကလည်းတော်မဖြစ်လို့တော်သေးပါတော်သေးတယ်ပေါ့နော်အခုလက်ရှိကျွန်တော်ရှားကြည့်နေတဲ့တရင်ရာမြန်မာချင်းချင်းအဲဓာတ်ထုတ်မှုဖြစ်သွားတယ်ပေါ့နော်ဒီထိုင်နိုင်ငံမှာအဲတရားကကျွန်တော်မြန်မာအယောက်20လောက်ပါတယ်တရားကကျွန်တော်အဲတရားဝဲပါတယ်ပေါ့နော်အဲ့တော့အယောက်20နဲ့တရားနဲ့ရန်ဖြစ်ကြတယ်လို့ပြောရပေါ့နော်အဲ့တော့ဓာတ်ထုတ်လို့ပြောရရင်ဆိုတော့ဓာတ်ကဗျံနေပါလာတယ်ပေါ့နော်လူရမေးလာတယ်ပေါ့ဒီဘယ်ကောင်မလဲဒီ တကြံပွဲကိုဆင်နွှဲကြတာဘာဘာကြောင့်လဲဓာတ်ယူလာလဲဆိုတော့အဲဒီလိုဘက်ကနေပြောတာကတော့ဒီမန်တက်ဆပ်ဖို့တော့ကိုဒီအုံးလက်ဒီပါလေးသွားခုတ်ပြီးတော့လိုရမယ်ရယူလာတာပေါ့နော်အဲ့လိုမျိုးလိုရပြောတာပေါ့အဲ့လိုပြောရဆိုရင်လည်းအာမန်အခုလက်ရှိအဲ့လူတွေကတော့အကုန်လုံးကျွန်တော်တို့ဒီဒီရဲစခန်းရောက်နေပြီပေါ့နော်မြန်မာလူမျိုးတွေနဲ့ပတ်သက်ပြီးတော့မှဒီသတင်းစိုးရတယ် စိုးရဲစိုးနေအောင်နော်နေရာတိုင်းတော်တော်များကြည့်လိုက်မြန်မာပြည်တောင်ရံသားမင်းအဲ့လိုမျိုးပေါ့နော်ကိုဟာကိုတုံညာနိုင်ငံမှာနေရဆိုတော့ကိုရဒီအဲ့ဒီလိုအဲ့ဒီလိုမနေရဘူးနော်အဲ့ဒီလိုမနေရတော့တော်တော်လေးကိုစိုးတယ်ကြီးကြီးကတော့ပြောတာပေါ့နော်အာတိုင်းနိုင်ငံတကယ်ဟုတ်တယ်ဗမာရှိတယ်ဘယ်လေးဘယ်လေးရှိရဆိုပေမဲ့ ဒီလူတွေချို့ကပြောကြတာပေါ့နော်အဲပြောနေပြောတာနဲ့ပတ်သက်ပြီးဆက်ရင်းပြီးတော့ရံဝဲတွေအများကြီးများတယ်ပေါ့နော်သူတို့လုံခြုံရေးတွေကမှတော်တော်လေးကိုမှတော်တော်လေးချထားရတာပေါ့နော်အဲကျွန်တော်ဆိုအဲပေးတွေပေးတွေကပေးတွေကိုကျွန်တော် live လုပ်ထားတာပေါ့နော်အဲဒီဒီဆိုးဝါးဘက်ကနေပြီးတော့မှအဲလိုမျိုးရံဖြစ်တဲ့ဟာတွေအဲလိုမျိုးထိမ့်ထိမ့်ပုတ်တကူဒီရဲတွေပေါ့နော်အဓိကရဲတွေစောက်ချက်ပြီးတော့သေးချာကြည့်နေအောင်နော်အဲရံထဲမှာဖြစ်ပြအောင်ဖြစ်တယ်ပေါ့နော်အခုဆိုလည်းအားတစ်ချက်နဲ့ဆက်ရင်းပြီးတော့မှတော်တော်ဆူဆူဝါးသတင်းတွေကြားရတယ်ပေါ့နော်ဒါတွေကတော့ ကြောင်းတွေဒီဆောင်ကလန်နဲ့ပတ်သက်ပြီးတော့မှ side effect တွေပေါ့နော်ဒါကတော့အမြင်နဲ့ပြည်စုံနေရတာမဟုတ်ဘူးဒီကတော့မြန်မာနိုင်ငံသားတွေဘယ်ဘက်ရောကောင်းအောင်မုံနေကြပါကောင်းအောင်မုံနေကြပါလို့ပြောပြမယ်လေဘယ်လိုမှပြောလို့မရဘူးနော်အဲ့လိုမျိုးရံပွဲတွေဖြစ်ကြတယ်ကိုယ့်မြန်မာနိုင်ငံသားဒီငိုရေကမုံကြီးပြီးတော့မှမကြည့်မရပါဘူးဆိုမှအခုတော့ပိုဆိုးသွားတာပေါ့အဲ့တော့ကိုရီးယားပဲကောင်းအောင်မုံနေပါတယ်ကိုကောင်းအောင်မုံနေပြတယ်အဲ့လိုမျိုးပဲပေါ့နော်ကိုရီးဆိုတော့ကောင်းအောင်မုံနေပြတော့ကိုရီးကိုထိုင်းမျိုးကြီးကရှိတယ်ဆိုရင် အဲတက်ရောက်မှုအများကြီးရှိတော့ကိုကကောင်းမှန်းနေဟုတ်တယ်မင်းတို့တွေကကောင်းနေတချို့တွေကတော့မကောင်းဘူးဘယ်ကလူတွေကမကောင်းဘူးအဲ့လိုမပြောကြဘူးเนาะအဲ့တော့ကျွန်တော်တို့ကောင်းပုံအောင်နေကြတော့เนาะ